မစ်ဂရမ်မြန်မာ2025ပြိုင်ပွဲမှာဝေဖန်မှုအများဆုံးဖြစ်ပြီးတော့ပွဲဆူနေရတဲ့ National Costume လေးစုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Switch တောင်းနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။မစ်ဂရမ်မြန်မာ2025ပြိုင်ပွဲရဲ့ National Costume ပွဲကိုဇွန်လ16ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါရစေ။ဒီနေ့ရဲ့ Miss Grand ပွဲကို 2M ကတာဝန်မယူတော့ပဲ Marin Signor ကတာဝန်ယူပြီးတော့ကျင်းပနေခဲ့တာပါ။ Marin Signor ကျင်းပတဲ့ပွဲမှာဝေဖန်မှုမြင့် ထက်နေခဲ့ရတဲ့ National Costume လေးစုံကိုဖော်ပြပေးလိုက်ပါတယ်။ Number 4 Miss Grand Yangon East Miss Grand Yangon East ကိုစာပြုအလှမယ်ကအထင်ကရပူပူဖြစ်ပါတယ်။အထင်ကရပူပူက ပြိုင်ပွဲအတွေ့အကြုံရှိတဲ့အလမဲ့တီးဦးဖြစ်တယ်လို့ဒီနေ့မှဆိုရင်လည်းဝန်ထမ်းစုကိုရသွားလိမ့်မယ်ဆိုပြီးတော့ခံမှန်းခံနေရတာဖြစ်ပါတယ်။နမဲကြီးအလမဲ့ဖြစ်တာကြောင့် National Costume ကနေပြီးတော့အမိုက်စားဖြစ်မယ်လို့မျှော်လင့်ထားကြတာပါ။ဒါပေမဲ့တကယ်တမ်းထွက်လာတဲ့အချိန်မှာတော့အထင်ကြီးပိုပိုက 39ဘိုက်ပူဘတ်ကားပုံစံကိုတရုတ်ဖော်ခဲ့ရပါကားကိုခေါင်းနဲ့ခန္ဓာကိုယ်တစ်ဝက်မှဆွတ်ပြီးတော့တရုတ်ပြခဲ့တာပါဒါပေမဲ့အထင်ကြီးပူပူရဲ့ကားအရန်သေးသွားတာကြောင့် National Coast ဂျုံနဲ့မတူပဲ ကလေးကစားစရာအယုံနဲ့တူသွားခဲ့ရလဲဖြစ်ပါတယ်။နံပါတ်3 Miss Grand Tachi Lei Miss Grand Tachi Lei အလှမဲ့ Maranja Sign ကဒီနေ့မှာ Tachi Lei ရဲ့နာမည်ကြီးခေါဆွဲခက်ကိုလူတွေသိအောင်ချပြခဲ့တာပါ။ Tachi Lei အလှမဲ့က Stage နောက်ကနေထွက်လာတဲ့အချိန်မှာတကယ်ကိုပြည့်စုံနေခဲ့တာပါ။ခေါဆွဲအိုးကိုလည်းအငွေထွက်အောင်လုပ်ပြနိုင်ခဲ့တဲ့အပြင်တကယ်ခေါဆွဲရောင်းနေတဲ့အတိုင်းပြည့်ပြင်းနေခဲ့တာပါ။အငွေတထောင်ထောင်နဲ့ Tachi Lei ကခေါဆွဲခက်ကိုအပြင်းမပြင်းလိုက်ရ သလိုပြည်ပြင်းတာကြောင့်လဲမရန်ဆိုင်တို့ကတောင်မှသဘောကျနေတာပါတော်လိုက်တာလို့ချီချူးလို့မဆုံးခင်မှာပဲခောက်ဆွဲကက်ကိုမရန်ဂျာဆိုင်ကလမ်းလျှောက်ပြီးတော့ထိုင်စားပြတဲ့အချိန်မှာမျက်နှာအမှုရာရည်စရာခေါင်းသွားခဲ့တာပါဒါကြောင့်မို့စားကုန်ပြီးတော့မှဇင်းတို့မိမိတို့အခါဆိုပြီးတော့စားနောက်နေကြတာလည်းဖြစ်ပါတယ် နံပါတ်1 Miss Grand City Miss Grand City ကိုစားပြုအလှမဲ့ထက်ထွေတာမိုးဟာစစ်တွေမျိုးအတွက်လူအများအယုံဆိုင်ရအောင်အထင်ကြီးရစီလေးရတဝက်ဒီသာစွတ်အေဂရီဆိုတဲ့ဝစ်စုံကိုဝစ်စင်ပြခဲ့တာဖြစ်ပါတယ်ဝစ်စုံမှာကြောက်ဆောင်ကြောက်တန်းမုံတိုင်းလှိုင်းစန်းတွေကိုခဏရရှိတဲ့စစ်တွေကန်းကြီးအလှတရားတွေနဲ့မျိုးရဲ့အလှကိုထည့်သွင်းပြီးတော့ဝစ်စုံမှာဖော်ပြခဲ့တာပါဒါပေမဲ့လူအများကတော့စစ်တွေဝစ်စုံကရခိုင်လူမျိုးတွေကိုကိုစားမပြုဘဲမျက်နာပြ ်စီရတယ်ဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။အလမေကရခိုင်လူမျိုးစစ်စစ်မဟုတ်တဲ့အတွက်ရိုးရာကိုတိကျမသိပဲစီစဉ်နေဆိုပြီးတော့အပြစ်တင်နေခဲ့ကြတာပါ။နံပါတ်3 Miss Grand Title Miss Grand Title ကိုစားပြုအလမေ cover ကစိုက်ချုံမျိုးရဲ့အလာကအထင်ကြီးတစ်ခုဖြစ်တဲ့စိုက်တီယိုဖီးယားနဲ့ဆက်ဆက်ပြီးတော့ National Costume ဝတ်စုံကိုတင်ဆက်ခဲ့ရလဲဖြစ်ပါတယ်။ အရင်တော့ကစိုက်တီယိုဖျားဘော်ကိုဝါနဲ့ထမ်းပြီးတော့တက်ခဲ့ရတဲ့အထန်းသမားတွေရဲ့ဘဝကိုဂုံပြုတ်ပေးခဲ့တာပါဒါပေမဲ့ရိုးရိုးကုံမပြုတ်ပဲဝါဆက်ရုပ်ဆိုပြီးတော့ဆက်ရုပ်လိုရှောက်ပြီးတော့အဟန့်ပြခဲ့တာပါအလားမဲ့ရဲ့စူးစမ်းမှုကိုကြည့်ပြီးတော့အချိန်မှာလူအများကတော့ ကြိုက်ထူအစားရှက်လိုက်တာဆိုပြီးတော့ပြောဆိုနေကြတာဝစ်စုံနေအားလုံးထဲမှာပရိသတ်တီကြဝဝက်ကွဲကိုအောင်မြင်သွားခဲ့တာဖြစ်ပါတယ် Miss Grand မြန်မာ2025ပြိုင်ပွဲရဲ့ National Costume ပွဲမှာပရိသတ်တီရောပဲဝစ်စုံအကြိုက်ဆုံးလဲဆိုတာပြောပြပေးပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်